မန်စီးတီးနိုင်နဲ့ဟာလန်ဂိုးတွင်းနဲ့ဒွန်နန်ဒရမာကလင်းရှိရတယ်ဒါကကျွန်တော်တို့ပုံမှန်မြင်တွေ့နေရမယ့်အရာတွေဖြစ်လာပြီအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဗိုလ်ထက်ကြီးပါမန်စီးတီးတွေကိုမြေတင်ဆက်ပေးနေတဲ့မန်စီးဖန်တယောက်ပါဗျာ အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုမစခင်မှာညီကိုရီကိုမြတ်တရရခင်နေတာကကျွန်တော်ရဲ့ YouTube channel လေးကို VPN လေးခံပြီးတော့ကြည့်ပြီးတော့တောင်းဆိုချင်ပါတယ်ဗျ။အဲ့တော့စလိုက်ကြအောင်ဗျာလို့နော်ကျွန်တော်တို့ညက Man City ပွဲကကျွန်တော်တို့ Z2 ဆိုရရလက်နဲ့ Champion League မှာအဝေးခွင့်မှာအနိုင်ပွဲတစ်ပွဲရရှိခဲ့တယ်။အဲ့တော့ပွဲအကြောင်းလေးကိုကျွန်တော်ပြောလိုက်ကြရအောင်။အဲ့တော့ဒီတစ်ခါ Man City ကကျွန်တော်အပြောင်းလဲလေးတွေပြုလုပ်ပြီးတော့ဒါ line နဲ့စင်းမှာကျွန်တော်တို့အပြောင်းလဲလေးတွေပြုလုပ်လာတာကိုကျွန်တော်တွေ့ရတယ်။အရင်ကကျွန်တော်တို့ပုံမှန်တွေ့နေကြဒါ Gabardio DS အသွဲမဟုတ်တော့ဘဲနဲ့ ျွန်တော်တို့ဒါကဘာလီယောကိုကျွန်တော် O'Reilly ကစားတဲ့ဘယ်ဂျန်ကိုပို့တယ်အဲပြီးလို့ရှိရင်ကျွန်တော် John Stone ကို Ruben Dias နဲ့တွဲပြီးတော့နောက်တန်းမှာထားကစားပြီးတော့ဒီဘက်ကညာနောက်ခံလူနေရာမှာတော့ဒါ Nunes ကိုထည့်ကစားတယ်အဲတော့ Quinn လည်းမှာလည်းအပြောင်းလဲဆက်လုပ်တယ်ကျွန်တော် Nico Gonzalez ကိုတော့ဆက်သုံးခဲ့ပေမဲ့ဒါကျွန်တော် ဒါ Rinders ပေါ့နော် Rinders နေရာမှာတော့ Rico Lewis ကိုထည့်တယ်အဲပြီးလို့ရှိရင်တော့ Poder နေရာမှာတော့ကျွန်တော်တို့ Banaro Seba ဝင်ကစားသွားပြီးတော့ကျွန်တော် Sheden တော့အပြောင်းလဲမရှိဘူးကျွန်တော်ဒိုကူစာမင်ညိုဟာလန်တော့ကျွန်တော်ထပ်ပြီးတော့မြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီပြောင်းလဲတချို့ကကျွန်တော်တို့ဒါကောင်းမွန်တဲ့အရေးတခုကိုလည်းဖြစ်စေခဲ့တယ်လို့တချို့အရာတွေကြလဲကျွန်တော်တို့ဒါစိတ်မကောင်းဖြစ်ခဲ့ရတယ်ပေါ့နော်အဲ့တော့ ဒီပြောင်းလဲကကျွန်တော်တို့ဘာအကျိုးတရားမှုရှိစေခဲ့လဲဆိုတော့ကျွန်တော်ဂျွန်စတုန်းကနီကိုကွန်ဇာလက်ကိုဒါဝင်ပြီးတော့ထောက်ကစားပေးရပါတော့အဲ့တော့ဘောလုံးပိုက်ဆံမှုရှိချိန်မှာကျွန်တော်တို့ဒါဂျွန်စတုန်းကနီကိုကွန်ဇာလက်နဲ့ဒါကွင်းလေကိုတက်ပြီးတော့ကစားပေးခဲ့တယ်ဘောလုံးဆုံးရှုံးသွားခြင်းနေဆိုရင်တော့ကျွန်တော်၄ယောက်တန်းကဒါ၄ယောက်တန်းနောက်တန်းပြန်ဖြစ်သွားတာပေါ့နော်အဲ့တော့ဂျွန်စတုန်းကနောက်ပြန်ဆင်းသွားတယ်ပေါ့နော်အဲ့တော့အကျိုးတရားမှုနေဘာကောင်းသွားလဲဆိုတော့ကျွန်တော်တို့ကွန်ဇာလက်ကလွတ်လွတ်လပ်လပ်ဒါကစားသွားနိုင်တယ်ပြောမှဆိုကွန်ဇာလက်တယောက်ပဲဘောလုံးဖြန့်လာရင်မလုတော့ဘူးပေါ့နော်ဒါ ဂျွန်စတုန်းရဲ့တက်ရောက်မှုကကြီးမားခဲ့ဒါကျွန်တော်ဖလားသုံးလုံးရခဲ့တဲ့နှစ်ကပုံစံတိုင်းပြန်ဆော့သွားလို့ပြောလို့ရရပါတော့အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ဒါနောက်အစွန်နောက်ခံလူတွေက overlap တိတ်လိုက်တော့ကျွန်တော်မမြင်တွေ့ခဲ့ရတော့ပေါ့နော် newness ကပြီးလို့ရှိရင်ကဘာရီယောကရှေ့ကိုမလိုက်တော့ဘဲနဲ့ဒါဒိုကူဆာဗင်ညိုရဲ့ဒါလူတွေရဲ့တကူတော့ထိုးပေါက်မှုတွေနဲ့ပဲကျွန်တော်တို့ဒါဂိုးတွေရရှိခဲ့တာဖြစ်တယ်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ဒိုကူကကျွန်တော်ကျောနံပါတ်15ကိုလုံးဝမကြော်ဘူးဗျာမိုရီနိုဆိုလားပါဆိုလား အဲ့ကောင်ကျွန်တော်တကယ်လုံးဝမကြုံတကယ်မကြုံဒိုကူးလည်းမကြုံလားဆိုတာမဟုတ်စာပင်ညိုလည်းမကြုံပြီးရင်မာမိုရှလည်းမကြုံဘာလို့ကျွန်တော်အဲ့လိုပြောလို့ဆိုတော့ကျွန်တော်ညအိုက်ပွဲကိုအိုက်ကောင်တီချာစောင့်ကြည့်နေတာဒိုကူးမကြုံဘူးဒိုကူးမကြုံတော့ကျွန်တော်တို့ဒါလူစားလဲတဲ့အချိန်မှာပေါ့နော်စာပင်ညိုပါရောက်လာစာပင်ညိုလည်းသူ့ကိုမကြုံစာပင်ညိုမကြော်ပြီးတော့ကျွန်တော်နောက်ဆုံးစာပင်ညိုပါထွက်သွားပြီးတော့မာမိုရှပါဝင်လာတယ်မာမိုရှလည်းမကြော်ဘူးညာအဲ့တော့တူးချင်းကြော်ပြတ်ဖို့ခက်တာဆိုတော့ဒိုကူးကပုံမှန်ခြေစွမ်းအောက်ကိုရောက်နေတယ် ဒါမဲ့ကန်ကောင်းတာကျွန်တော်တို့ဆာဗင်ညိုကဒါအိုက်ဘချန်နေပြီးတော့ပဲကျွန်တော်တို့ရအောင်ဖောက်ပြီးပြီးတော့နှစ်ခုလုံးရတော့ဆာဗင်ညိုဘက်ကပဲဖောက်သွားတာ အဲ့တော့ Savinio ကပွဲအကောင်းဆုံးကစားသမားဆုလေးရသွားခဲ့။ဒိုကူကတော့ဟိုကောင်မကြုံနိုင်တာဟိုကောင်ကပဲကောင်းလာလားဒါမှမဟုတ်ဒိုကူကပဲညံ့နေရလားပုံမှန်ခြေစွမ်းအောက်ရောက်နေရလားတော့ကျွန်တော်လည်းမပြောတတ်ဘူးဗျာ။ဒါပေမဲ့ဒီကြားကျွန်တော်နံပါတ်15မိုရီနိုဘီလာရီကောင်တော်တော်ကိုကောင်းပါတယ်နော်။ကျွန်တော်ပြောရင်ဘောလုံးပေးပို့တာတွေပါရတော့မကောင်းပေမဲ့ဒါဒိုကူကိုထိန်းထားတဲ့နေရာမှာတော့တော်တော်ကြီးကိုကောင်းပါတယ်ဗျာလို့နော်။အဲ့တော့ရတော့တဲ့ဂိုးတွေကတော့ကျွန်တော်ပထမတစ်ကူကကျွန်တော်ဒါ Rico Lewis နဲ့ Savinio အသွဲပေါ့ဗျာ။ Savinio ဒီဘက်ကဆွဲလာရဲ့ Rico Lewis ကဒါ area နဲ့အတွင်းထဲကိုပြေးတယ်။ ဒါဆာဗီညိုအတာလီမျောပေးလိုက်တယ်မျောပေးပြီးတော့ကျွန်တော်တို့ဒါဒီကိုလူးစ်ကဟာလန်ကိုကျွန်တော်တို့ဒါဂိုးတွင်းလို့ရအောင်ဖန်ပေးလိုက်တယ်ဒါပဲအဲ့မှာဟာလန်ကဂိုးတွင်းသွားတယ်ကျွန်တော်တို့ပထမဂိုးစရရတယ်ဒုတိယတစ်ခုကျတော့ကျွန်တော်တို့ဒါဆာဗီညိုကနေပြီးတော့အတာလီပေါ့နော်ကျွန်တော်တို့မျှ ဘယ်လိုပြောရမလဲဒီဘန်နာရိုစေးဘခေါင်းတိုက်လို့ရအောင်ကွက်တီလေးတင်ပေးလိုက်တာဘန်နာရိုစေးဘလွတ်လွတ်ကျွတ်ခေါင်းတိုက်သွားရုံပဲအဲ့မှာကျွန်တော်နှစ်ကိုရရဲဇီဒူးဆိုရလည်းနဲ့အနိုင်ရရှိခဲ့တယ်ဘာဖြစ်တာကျွန်တော်မန်စီတင်အတွက်တော့ကောင်းမွန်တဲ့ချက်တွေပဲလူစင်းပြောင်းလဲလုပ်ပြီးတော့ကစားတယ်အဲ့တော့ကစားသမားတွေအနာရတယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒါကလင်းရှိရတယ်ဒိုနယ်ဒရမာဆိုရင်လည်းဒါကာဝယ်မှုတွေဒါပြုလုပ်ခဲ့ရတယ်ပေါ့နော်အဲ့တော့ကာဝယ်မှုတွေပြုလုပ်ခဲ့ရတယ်ဒါပေမဲ့အဆုံးတက်မှာတော့သူဂူမပေးရအောင်ဆန်းဆောင်နိုင်ခဲ့တယ်အဲ့တော့ LH လည်း Goodwin နဲ့ကျွန်တော်တို့ Savinho assist လုပ်တယ် ပြီးတော့မက်ဆီနိုင်ပွဲရတယ်အဲ့တော့မက်ဆီကချန်ပီယံလိမှာ၃ပွဲကစားပြီးတော့၂ပွဲနိုင်၁ပွဲတည်းဆိုရရလနဲ့အမပေးဒါဇရာရဲ့ဒါထိတ်ဆုံးဘိုင်းနေရာမှာနေရာယူထားရပေါ့နော်အဲ့တော့ထိတ်ဆုံးတော့မဟုတ်ဘူးပေါ့ဗျာကျော်တို့ဒါပြောမယ်ဆိုအမပေးဇရာရဲ့ထိတ်ဆုံးအတင်းနေထဲမှာပါဝင်ထားရဆိုတော့ဒါ၁၆တင်းအဆင့်ကိုတရိုက်တရက်ဖို့အတွက်အချိန်ကြီးကောင်းတယ်လို့ကျွန်တော်ပြောနေတယ်ဒီဗီဒီယိုလေးကိုဆုံးတက်လိုက်ရပါတယ်ဗျာညီကိုတို့ညာကြည့်ကြရလားဘယ်ကောင်ကိုကြိုက်လဲဘယ်ကောင်မကြိုက်လဲကိုမမတစ်ချက်လောက်ရေးခဲ့ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ဗျာ